ဝမှာဘယ်တော့မှမချမ်းသာနိုင်မဲ့လူတုံးမျိုးလူအများစုကိုချမ်းသာခြင်းလားလို့မေးလိုက်ရင်ချမ်းသာခြင်းမရဲလို့ပြန်ဖြေကြမှာပါဒါပေမဲ့လူအများစုမချမ်းသာကြပါဘူးဘာကြောင့်လဲဆိုတော့လူတော်တော်များများချမ်းသာနေမဲ့ကောင်းမွန်တဲ့လေ့ကျင့်တွေနဲ့တွေးခေါ်ရတဲ့စည်ရဲနေမဲ့လေ့ကျင့်တွေနဲ့တွေးခေါ်တွေကိုပိုပြီးလှုပ်ဖြစ်တွေးပြနေတာကြောင့်ပါဒီနေ့မှာတော့လူအများစုကိုစည်ရဲတွဲမှာနေမိုးစေတဲ့အချက်၃ချက်ကိုပြောပြပေးသွားမှာပါဒီချက်တွေကလူငယ်လေးတော်အမှန်တကယ်အကျိုးရှိတဲ့ချက်တွေဖြစ်တာကြောင့် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြဖို့အကြံပြုပါရစေ။လူတွေကိုစိတ်ရဲသေးတဲ့နံပါတ်၁ချက်ကတော့လူအများစုကကိုယ့်ရဲ့လုံနိုင်စွာထက်ကံကိုပိုးပြီးယုံကြည်နေကြတာကြောင့်ပါ။လူတော်တော်များများချမ်းသာဖို့ကြိုးစားတဲ့နေရာမှာကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းစားထက်ကံကိုပိုးပြီးယုံကြည်အားကိုးတတ်ကြပါလေ။ဒီပေါင်းရင်ချမ်းသာမယ်၊ငွေရုံကြီးကောက်ရရင်ချမ်းသာမယ်၊စားရမမြင်နိုင်တဲ့ကံဆိုတဲ့အရာကြီးတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်ရည်ချင်းထက်ပိုးပြီးယုံကြည်အားကိုးတတ်ကြပါလေ။ကံကောင်းလာအောင်ပေးနေမိ။ ရရရာတွေခြေတောင်လုတ်တက်ကြပါသေးတယ်။ကံဆိုတာမမြင်နိုင်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မမြင်နိုင်တဲ့ကံကိုကောင်းလာဖို့ထိုင်းစုတောင်းနေုံနဲ့ချမ်းသာမယ်ဆိုရင်လူတိုင်းဘာမှမလုပ်ဘဲထိုင်ပြီးစုတောင်းနေတော့မှာပေါ့။တကယ်တော့ကံဆိုတာလုတ်ပါအလုတ်ကောင်းရင်ကံကောင်းမယ်အလုတ်မကောင်းရင်ကံလည်းကောင်းမလာနိုင်ပါဘူး။ဒါကြောင့်ချမ်းသာခြင်းကံကိုပဲအားကိုးမနေပါနဲ့ကိုကိုကိုသာအားကိုးပါ။နံပါတ်2အချက်ကတော့ဈေးရောက်ရတာကိုရှက်စရာလို့မြင်တတ်တဲ့အကျင့်ပါ။ ကျွန်တော်ဤလက်ထောနစ်ကမ္ပဏီတခုမှာဝန်ထမ်းဘဝနဲ့အလုပ်လုပ်တော့အယောင်ပိုင်းကအကိုကြီးတယောက်နဲ့ခင်မင်ခဲ့ဘူးပါတယ်အကိုကြီးကဘွေရတယောက်ပါအိမ်အောင်လည်းရှိပါတယ်ဒါပေမဲ့သူဟာအရင်ကလမ်းဘေးမှာဝတ်သားထုတ်ထိုးရောင်းခဲ့တာပါ သူဒီလိုလမ်းဘေးမှာဝတ်သားထုတ်ထိုးရောင်းတာကိုသူ့ရဲ့အမေကရှက်ပါတဲ့ဒါကြောင့်သူ့အမေစိတ်ချမ်းသာဖို့အတွက်ကမ္ပဏီမှာအယောင်ဝန်ထမ်းအနေနဲ့လာလုပ်နေတာပါဝန်ထမ်းဘဝမှာအဲ့ဒီအချိန်ကလာတာနှစ်သိန်းလောက်ရပါတယ် ဒါပေမဲ့သူ့အမေတင်ခဲ့တဲ့တင်ခဲ့တဲ့လမ်းဘေးဝတ်သားတို့ထူရောက်ခဲ့တဲ့ဟာတနေ့ကို2000ဝယ်လောက်နဲ့တလောက်9သိန်းကျော်တောင်ဝင်ငွေရှိခဲ့တယ်လို့ဆိုပါတယ်။ဝန်ထမ်းလာတာနဲ့တင်ရသူ့မိသားစုအတွက်တိတ်ပြီးမလုံလောက်ပါဘူး။ဒါပေမဲ့သူ့ရဲ့အမေကိုလည်းစိတ်မစင်ရဲသေးဘူးလို့စိတ်မကောင်းစွာပြောတတ်ရှာပါတယ်။ကျွန်တော်တခုလောက်မေးပြရသေး။တမာဒီဝါကြတာလမ်းဘေးမှာသေးရောက်တာဟာရှက်စရာကောင်းပါသလား။ ကျွန်တော်ကတော့ရှက်စရာမဟုတ်တဲ့ပြင်ပြီးသားသူကိုရိုးသားသာရှာဖွေကြည့်မိတာဖြစ်တာကြောင့်ဂုံယူစရာလို့တောင်ထင်ပါသေးတယ်။ဒါဝိမဲ့တချို့လူတွေကတော့ဈေးရောက်တာကိုရှက်စရာလို့ထင်နေကြသေးပါ။ကောင်မလေးတယောက်အွန်လိုင်းမှာဈေးရောက်နေတာကိုမြင်တချို့လူတွေကဒီလိုပြောတတ်ကြပါတယ်။မြင်လားအဲ့ဒီကောင်မပေါ့မရှက်မကြောက်သူ့ရုပ်ကြီးပြပြပြီးဈေးရောက်နေတာဆိုပြီးမင်းငေါ့အပြစ်ဆိုတတ်ကြပါတယ်။ဈေးရောက်တာရှက်စရာမဟုတ်ပါဘူး။ဒီလိုမရှက်တဲ့နာကိုရှက်စရာလို့မြင်နေတဲ့တွေးခေါ်မှာ ခင်းနောက်ပြန်ဆွဲပြီးရှက်ဖို့ကောင်းတာပါဒီတော့ရှင်းပါတယ်အတွေးခေါ်တွေနောက်ပြန်ဆွဲနေသမျှတော့ဘယ်တော့မှသူတစ်ပါးရဲ့ရှေ့ကိုရောက်မလာနိုင်တော့ပါဘူးနံပါတ်3အချင်းကတော့ကို့မှာမရှိတာတွေကိုပဲအမျက်ထိုင်တွေးပြီးစိတ်ပြတ်နေတတ်တဲ့အချင်းပါလူများသူကသူတစ်ပါးအောင်မြင်နေတာကိုမြင်အားကြကြတယ်သူတို့လိုဖြစ်ချင်ကြတယ်ဒါပေမဲ့အဲ့လိုလူတွေဘယ်လိုစတင်ခဲ့ကြတယ်ဆိုတာကိုတော့တေချာတရီမထားကြတာများပါတယ် ချမ်းသာအောင်မြင်တဲ့သူအများစုကမွေးကလေးရရွှေလင်မန်းနဲ့အချင်းသေးပြီးကြီးပြင်းလာတဲ့သူတွေမဟုတ်ကြပါဘူးချမ်းသာအောင်မြင်နေသူတော်တော်များများဟာဘဝရဲ့အစမှာခက်ခဲပင်ပန်းစွာစတင်လာကြရင်ချမ်းသာအောင်မြင်လာကြတာများပါတယ်ဒါပေမဲ့လူအများစုကအလုပ်တစ်ခုကိုစတင်ဖို့အတွက်ငါမှဟိုဟာမရှိလို့ဒီဟာမပြည့်စုံလို့ဆိုတဲ့အတွေ့အကြုံစိတ်ပြတ်အားလျှော့သွားတတ်ကြပါတယ်အလုပ်တစ်ခုကိုစတင်ပြီးလုပ်တဲ့အချိန်မှာဘယ်သူမှအယားအယာပြည့်စုံနေတယ်ဆိုတာမရှိပါဘူး အထယ်လေး၁၄၅ရဲချုပ်ရောင်းရင်းနဲ့အထယ်ချုပ်ဆက်ယုံပိုင်ရှင်ဖြစ်သွားတဲ့သူတွေလမ်းဘေးမှာကိုယ်ရရောင်းရင်းနဲ့တိုက်ကြီးတာကြီးနဲ့ချမ်းသာသွားကြသူတွေရှိခဲ့ကြပါတယ်။ဒါကြောင့်ကို့မှာတသိန်းရှိရင်တသိန်းနဲ့တန်တဲ့အလုပ်ကိုစားလို့ဆယ်သိန်းရှိရင်ဆယ်သိန်းနဲ့တန်တဲ့အလုပ်ကိုစားလို့ပါ။ဟိုဟာမရှိသေးလို့ဒီဟာမရှိသေးလို့ဆိုပြီးထိုင်ပြီးစိတ်ပြတ်မနေပါနဲ့။ခရီးတစ်ခုဆိုတာသွားမှရောက်တာမျိုးပါ။ငုတ်တုတ်ထိုင်ပြီးညဉ်ညူနေုံနဲ့တော့ဘယ်ခရီးမှရောက်မှာမဟုတ်ပါဘူး။ ဒါရီကတော့လူတွေကိုတသက်လုံးစင်ရဲတွင်းထဲမှာနေမိုးနေသေးတယ်။အလေးအကျင့်သုံးခုပဲဖြစ်ပါတယ်။အနည်းထုတ်အနေနဲ့ပြောရမယ်ဆိုရင်နံပါတ်၁ကံအိုဝဲအာမကိုပါနဲ့ကိုကိုကိုသာအာကိုပါ။နံပါတ်၂ဈေးရောက်နာကိုချက်เสียရလို့ဘယ်တော့မှမတွေးပါနဲ့။နံပါတ်၃အလုပ်တစ်ခုကိုစတင်တဲ့အခါမှာမရှိတာတွေပဲထိုင်တွေးပြီးစိတ်ပြတ်မနေပါနဲ့။ကိုမှရှိတာနဲ့စပါ။စရှောင်းမှရောင်းမဲ့ခီးတစ်ခုကိုစိတ်ပြတ်လက်ပြတ်ထိုင်နေတာမျိုးဘယ်တော့မှမဖြစ်ပါသေးနဲ့။ โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းဒီဗီဒီယိုလေးကနေတန်ဖိုးရှိရတဲ့အတုံးတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ရက်ဒီမှာလည်းပုံမကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNN Live Channel ဆိုရဲ Facebook Page နဲ့ YouTube Channel လေးကို Like Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါရစေဗျချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေ။ ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါရဲ့ဗျ။ကျွန်တော်ကတော့စီစဉ်တက်ဆက်သူတာညီဖြစ်ပါတယ်။